။ International ပွဲကပြန်လာပြီးတဲ့ကဖယ်ကွန်ကတော်တော်လေးခက်ခဲနေတာ။နောက်ဆုံးသူတို့ရဲ့ Academy အသင်းတင်းဆဲဖန်ကိုတော့မှတူဝမ်းနဲ့ရှုံးသွားတယ်။အဓိကကဖယ်ကွန် player တွေကိုယ်တိုင်က မခန့်တဲ့အမှားတွေ၊တင်းကမ်မစရီလိုအပ်ချက်တွေအများကြီးရှိတယ်။ Game 2နဲ့ Game 3မှာဆိုရင် ပိုတိတာတယ်။ဒီမှာဆိုရင်ကစ်စိတ်ကဘက်ကတ်မရှိဘဲနဲ့ဒီ high logic ကိုဖြတ်ကန်လို့ကန်နဲ့အနောက်ကဘက်ကတ်နှစ်ယောက်ကလည်း သူနဲ့ position အဝေးကြီးဒီကြားထဲလောင်းရင် diversion နဲ့ကြားထဲကတေသွားသေးတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းတိတာတယ်ကိစ္စိတ်ကွန်စီအော်ပြီးတဲ့အချိန်မှာ high loss က re pay လိုက်တယ်တဖက်က high loss re ရသွားတဲ့အချိန် bunny လောက်ချင်တာက mickey ကို အရင်ရှင်းမယ်ပြီးတော့မှ lob တယ်ဆိုင်မယ်ဒါပေမဲ့ ryan mick ကကြတော့ဟိုဘက်ကို position plain ကျွန်ပြီးတော့တိုးသွားတာ high loss part way အလဲမှာခံထားတော့ PA7 ကလည်း အနောက်ကအရင်လိုက်လို့မရဘူးအဲ့ဒါနဲ့နှစ်ကောင်လုံးကလောမဆရသေးဘူးပလိန်ဖလစ်ကပေးလိုက်ရတယ်ပိုဆိုတာကထရစ်လာနဲ့အော်ရာဆိုတော့ဖလစ်ကမရှိလို့ရှိရင်တင်းဖိုင်မှာဘာမှမြန်မြန်ဆဆလုတ်ပေးလို့မရဘူးအဲ့ဒါပြီးတော့ဂိမ်းထရီဂိမ်းထရီမှာဘာစီယာကိုမာစတာအဆက်ဆင်နဲ့ဆော့တယ်မာစတာအဆက်ဆင်ကအာလီလိန်နဲ့မချက်မှာဘိုင်ဝမ်ဒါမျိုးဖျဲလို့ရတယ်ဆိုပေမဲ့လက်ကင်းရောက်တော့ထန်နက်စတီလောက် ဘာမှအတုံးမဝင်ဘူးပြီးတော့ဘာစီယာ EHB ကခရစ်ရှင်းရတာလဲအရန်ကြတယ်သူတို့ကခြောင်နဲ့ pick off ဆော့မှာဆိုတော့ EHB ကိုအထုံကောင်လဲလိုချင်တယ်တဖက်က Harry ပါတော့အသေးကွဲအဖတ်လိုချင်လို့ဒါဘာစီယာယူလိုက်တာကျွန်တော်ကတော့ဘာစီယာ EHB လုံးဝမကြိုက်ဘူးနောက်ထပ် Falcon ရဲ့ player mistake က game tree မှာဆိုဒီ clip မှာပိုတိတာတယ် dash ကလည်းအာတီကိုပလိန်တုံးပြီးတော့ဘာမှမလုပ်ဘဲ အရေးပြန်ဝင်သွားတာတို့တဖက်က ကစ်စိတ်ကလည်းစကေတူးနဲ့ဂျီကွန်ဒိုကိုအန်နမီရှေ့မှာပလေးင်းသွားတင်ချတာတို့စသဖြင့်ပေါ့ပလေယာမစ်စတိတ်တွေကဒီပွဲမှာပြောရင်ကုန်မာတော့မဟုတ်ဘူးတော်တော်ကိုများတာအထာပြီးတော့သူတို့ဆော့တဲ့လောင်းရီဟန်ဆိုလက်ကိန်းမှာအခုလိုမျိုးလောင်းလိန်အားလုံးသိတဲ့အတိုင်းပဲလော့ရဲ့ဆန်ဂျပန်လိန်ကို creep pressure ပေးပြီးတော့ lane control နဲ့ဆော့တဲ့ split push အပိုင်းတွေပြီးတော့ battle ကို diversion ဟန်ဆိုနဲ့ ရောင်းပြန်ဖလန့်ပြီးတော့ချတဲ့ setup တွေကတော်တော်လေးကောင်းတယ်ဘတ်တယ် setup နဲ့ macro play တွေက ကောင်းတယ်ဆိုပေမဲ့တချို့နေရာတွေမှာတိုင်ပင်လွဲတာတွေရှိတယ်ဥပမာဒီနေရာမှာဆိုရင်လောကထွက်တော့မယ် enemy ဘက်ကကောင်တွေကလည်းခြုံထဲမှာအပြောက်ပဲအဲ့လိုအချိန်မှာချောင်းဘာစီယာမက်ကိုအရင်တိုးပြီးမှဖြစ်ဖြစ်ဟန်ဆိုလောင်းကြီးကဝင်ရမှာအဲ့ဒါကြီးကိုပလိန်ကြီးတိုးဝင်တော့လောင်းကြီးလည်း diversion ပေးရတယ်ဟန်ဆိုလည်းအာတီကုန်တယ်ပြီးတော့ သွေးမရှိလို့ record ထောက်သွားတော့အဲ့ဒီ timing စက္ကန့်ပိုင်းအတွင်းမှာတင်းဆဲဖန်ဘက်က log ကို ဖိုးချသွားတာဒီနေရာမှာတင်းဆဲဖန်ကိုချီကျူးရမယ်တဖက်ကအသိန်းကြီးမို့လို့ရှိန်နေတာတွေဘာတွေဘာမှမရှိဘူးဖိုးတင်ရင်ဖိုးချရဲနောက်ထပ်ကလစ်တစ်ခုထပ်ပြမယ်ဒီမှာဆိုလို့ရှိရင်လည်းတူတူပဲ6မိနစ်ပဲရှိသေးတယ်အပေါ်ကို diversion နဲ့ play ပြေးခန့်တာ gain တဲ့ကောင်ကလည်းစုယူကိုမှ full hp သွေးအပြည့်နဲ့ကောင်ဆိုတော့ဘာမှဆက်မဖြစ်ဘူးအမှန်ကလည်း ဖြစ်တင်တာကအဲ့လိုခြေနှမျိုးမှာတာတဲ့ထွက်ခါနီးလောင်းရီဒိုင်ဗာရှင်းကိုစေထားပြီးတော့လောင်းရီနဲ့ဟန်ဆိုစန့်ကျင်ဘက်လိန်ကိုတူတူသွားဟန်ဆိုအတွက် space ပေး diversion နဲ့ပြန်လာတာတဲ့မှာ retreat လာပေါ့ဒါမျိုးသွားရမှာဒါပေမဲ့ပြည်တနာက diversion မရှိတော့ဒီဘက်ပြန်လာတာမမီဦးဖြစ်နေတယ်ဂျားထဲက distance ကအဝေးကြီးပဲဒီမှာဆိုရင်ဟန်ဆိုလာတော့လာတယ်ဒါပေမဲ့မမီဦးပြောချင်တာက falcon ဆော့တဲ့ဟန်ဆိုလောင်းရီဆိုတာ diversion တုံးတဲ့ အာလီဒူမေဂိန်တိုင်မင်တွေကနည်းနည်းလွဲနေတဲ့ဒါကတော့ဖယ်ကွန်နဲ့ပတ်သက်ပြီးပြောတာဒီနေရာမှာတင်းဆဲဖန်အကြောင်းနည်းနည်းပြောမယ်တင်းဆဲဖန်ကတင်းဖိုက်ဘတ်တယ်ဆူဆိုင်နာတွေစစ်ပြီးတော့ဆိုင်နာတွေမှာ အရန်ကောင်းတယ်ဒါပေမဲ့တကယ်တကယ်တမ်းဖယ်ကွန်လိုအသင်းကြီးကလိန်ကွန်ထရိုးတွေလိန်ပရက်ရှာတွေနဲ့ဖိပြီးတော့ဆော့တော့သူတို့အဲ့ဒါကိုကွန်ထရိုးရတာတော်တော်လေးခက်နေတယ်ဂိမ်းထရီမှာဆိုအရန်တိတာတွေလိန်ပဲရှင်းရမလို့လို့ လော်ဘဲလောက်ရမလို့လို့ ਨੇ တော်တော်လေးကိုတိုင်ပတ်နေတာ lane control ပိုင်းဓာတ်ထပ်ပို့ပြီးတော့စနစ်တကျ train နိုင်မယ်ဆိုလို့ရှိရင်ဒီအသင်းက potential အများကြီးရှိတယ် game tree ကသူတို့နိုင်တော့နိုင်သွားတယ်ဒါမဲ့အဓိကက falcon ဘက်က16မိနစ်လော့လဲရတယ်ဒီမှာဆိုလို့ရှိရင် tiger ရဲ့ကို hero k ပါရထားတာအဲ့ဒါကိုနည်းနည်းလေးထိန်းပြီးတော့လော့နဲ့မှတက်လိုက်ရင်နိုင်သွားပြီအဲ့လိုမထိန်းဘဲနဲ့ diversion နဲ့အခုလိုမျိုးကြီးထပ်တက်လာတော့ရှုပ်ကုန်တာ အဓိကပြောချင်တာကသင်းဆဲဗန်းအနေနဲ့နိုင်တော့နိုင်သွားတယ်ဒါပေမဲ့ lane control ပိုင်းလိုအပ်ချက်တွေလည်းရှိသေးတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ရှုပေးတဲ့အတူကြည့်ရှင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကဒီဗီဒီယိုမှာခါတိုင်းနဲ့မတူဘဲနဲ့တခြား drafting တွေ in game play style ဘာညာတွေဆိုတာထက် player mistake တွေကိုအဓိကထားပြီးတော့ပြောပြထားတဲ့စရော့ကနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye